အခုထပ်ပြီးတော့ပြောပြပေးသွားမှာကတော့ auto increase ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။ auto increase ဆိုတာကတော့ auto သူပါတာသူတိုးပေးနေတာကိုဆိုလိုတာပဲဖြစ်ပါတယ်။ဥမာအဖြစ် unix နံပါတ်တွေမှာပုံပြီးတော့မှသုံးရလို့အဆင်ပြေပါတယ်။ဥမာအဖြစ်ဆိုလို့ရှင်တော့ product ဆိုတဲ့ table တစ်ခုကိုတိစောက်ထားပါတယ်။ ဲ့ဒီ product တွေဘယ်ထဲမှာဆိုလို့ရှိရင်တော့ ID ရယ်ပြီးသွားပြီဆိုရင် name ရယ်ပြီးသွားရင် city ရယ်ဆိုပြီးတော့မှ column သုံးခုထည့်ထားပါတယ်။ဒါဆိုလို့ရှိရင်တော့ ID အကွက်ကိုတို့က primary key အဖြစ်ထားမှဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီ ID အဲ့ဒီ ID ဆိုတဲ့ဒီ column မှာဆိုလို့ရှိရင်တော့ not na data values တန်ဖိုးအလွတ်ဆိုရင်လက်မခံပါဘူး။ပြီးသွားပြီဆိုလို့ရှိရင်ရှိနေတဲ့ data values တန်ဖိုးတွေကလည်းတစ်ခုနဲ့တစ်ခုမထက်နေရပါဘူး။ duplicate တန်ဖိုးတွေမရှိနေရပါဘူး။ဒါဆိုလို့ရှိရင်တော့ ကိုကထဲချင်တဲ့ ID ပုံစံမျိုးကတစ်ကနေပြီးတော့မှအစင်လိုက်တိုင်းကိုကထဲချင်ပါတယ်။ဥမာအပြည့်တစ်နှစ်သုံးလေးဆိုပြီးတော့မှအစင်လိုက်တိုင်းထဲလိုပါတယ်။ဒါဆိုလို့ရှိရင်တော့ပုံမှန်အတိုင်းဆိုရင် auto increase ကိုမသုံးဘူးဆိုလို့ရှိရင်လည်းပုံမှန်အတိုင်းတို့ဒီတိုင်းပဲ data value stumble တွေကိုရိုက်ထည့်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီတစ်နှစ်သုံးလေးကိုအစင်လိုက်တိုင်းတို့ကလိုက်ပြီးတော့မှရိုက်ပေးရမှာဖြစ်ပါတယ်။အဲ့လိုမှမဟုတ်ဘဲနဲ့ auto increase ကိုတို့ကသုံးလိုက်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီ ID ဆိုတဲ့ column ကိုတို့က အဲဖြည့်စရာမလိုတော့ဘူးပေါ့နော်သူက auto increment အလိုအလျောက်သူကနံပါတ်တွေကို တိုးသွားပေးမှာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့အဲ့လိုမျိုး auto increase ကိုတိုးတွေကတေဘတီဆောက်ခရေကိုကတုံးသွားမယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ဘယ်လိုရေးရမလဲဆိုတော့ရေးပုံရေးနေ sentence ကိုကြည့်ကြည့်ရအောင် အခုလက်ရှိစပြီးတော့မှတေဘတ်တည်ဆောက်မှဖြစ်တဲ့အတွက်ကြောင့်မို့လို့ creative ဆိုတဲ့ keywords ကိုတုံးပေးရမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ creative အနောက်မှာတေဘတ် name ရေးပေးရမှာဖြစ်ပါတယ်။အခုလက်ရှိတေဘတ် name ကတော့ person ဆိုပြီးတော့မှတုံးထားပါတယ်။ပြီးွားပြီဆိုလို့ရှင်အဲ့ဒီ person ဆိုတဲ့ table ထဲမှာအသုံးပြမဲ့ column name တွေရေးပေးရမှာဖြစ်ပါတယ်။ column name တွေရဲ့အနောက်မှာဆိုလို့ရှင်တော့ data type ပါတစ်ခါလဲတွဲပြီးတော့မှရေးပေးရမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ person id in last name voucher first name voucher age in ဆိုပြီးတော့မှရေးပေးရမှာဖြစ်ပါတယ်။ပြီးွားရင်တော့ကိုက primary key အဖြစ်သတ်မှတ်လို့တဲ့ column name ကိုတော့အောက်ဆုံးမှာရေးပေးရမှာဖြစ်ပါတယ်။ပြီးွားပြီဆိုလို့ရှိရင်တော့ဒိုးတွေကအခုလက်ရှိ auto increment ကိုအသုံးပြုချင်ပါတယ်။ဒါဆိုလို့ရှိရင်တော့ဘဲ column မှာ auto increment ကိုဒိုးကသုံးချင်တာလေ။အဲ့ဒီသုံးလို့တဲ့ column ရဲ့အနောက်မှာတခါတည်းတွဲပြီးရေးပေးရမှာဖြစ်ပါတယ်။ အခုလက်ရှိကတော့ person ID ဆိုတဲ့ column name မှာဒိုးတွေက auto increase ကိုတုံးချင်ပါတယ်။ဒါကြောင့်မို့လို့ person ID in ဆိုတဲ့အနောက်မှာ auto increasement ဆိုပြီးတော့မှတခါတည်းတွဲပြီးရေးပေးရမှာပဲဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တော့အဲ့ဒီ person ID ဆိုတဲ့ column မှာဒိုးတွေက data value တန်ဖိုးရိုက်ထည့်စရာမလိုဘဲနဲ့ DSQL ကနေပြီးတော့မှ database ကနေပြီးတော့မှအလိုအလျောက်သူကနံပါတ်တွေကိုတက်ထားပေးမှာပဲဖြစ်ပါတယ်။